ကျွတ်လဲရတာ89နှစ်ကျော်ပြီဖြစ်ပြီးတော့လာမယ့်2028ဆိုလို့ရှိရင်နှစ်80ပြည့်ပါတော့ကျွန်တော်လူလာရဲ့ရတာဘာများ ပြည့်ပြည့်ဝဝခံစားရလဲပေါ့ဒါကျွန်တော်တို့ပြန်ကြည့်ဖို့လိုပါလိမ့်လူလာရကြရေကဘယောဂမျိုးမျိုးတွေကြောင့်အခုထိတိုင်းပြည်မှာတိုင်းသားပြည်သူတွေဒုက္ခဆင်းရဲမျိုးစုံနဲ့ကြိုးတွနေရတာဖြစ်ပါတယ်ကျွန်တော်အိန္ဒိယနိုင်ငံတွေပါဝင် ဒီငြိမ်ပြီးတော့တိုးတက်နေတဲ့နိုင်ငံမှန်းနဲ့နှိုင်းရှင်ကြည့်နိုင်ပါတယ်။ကိုနဲ့အင်အားတူတဲ့ကိုနဲ့လူကြီးအပြင်တူညီတဲ့အကြံအဝါအပြင်တူညီတဲ့စီဝါရေးအပြင်တူညီတဲ့နိုင်ငံတွေနဲ့နှိုင်းရှင်ကြည့်မယ်ဆိုတော့ကျွန်တော်တို့နောက်ကျကြံခဲ့တော့တွေ့နိုင်ပါတော့။ဒါပါလဲဆိုရင်တော့စောစောကကျွန်တော်တို့ကျွန်တော်မေခွန်းမှလည်းပါပါတယ်။ဒီရင်ပြပပြောကအမျိုးမျိုးကြောင့်ကျွန်တော်တို့ဒီလိုဖြစ်လာခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ပါတယ်။